ရွှေရင်ခိုင်မာလာနေစီအနောက်တိုင်းဒီဂီတာမပါဘဲနဲ့မြန်မာမှုကိုစိုင်းဝိုင်းနေတယ်တကယ်ခန်းခန်းနာနာဟိုမှာအဲဒီမြန်မာ ဘွေးကလည်းလုံးဝဘွေးမြမဟုဆုံနေတဲ့ကားမှာတော့အကိုအကိုတော့မြမဟုဆုံနေမကားနဲ့ညီမလေးဘွေးကလည်းမင်းသမီးဟုဆုံနေကားအကိုတို့ကလည်းအရှိမအစိုးကလေးလောက်ပဲနည်းနည်းလေးပြပြီးတော့အကိုတို့ကလည်းလူရှင်တော်လိုမျိုးလုပ်မယ်အဲမင်းသမီးနဲ့လူရှင်တော်ဆိုင်းဝိုင်းအဲ့လိုမျိုးတကယ်ဟိုအငိတ်စင်ကြီးလိုပုံစံမျိုးအကိုတို့တေချာလေးရိုက်ချင်တယ်ပေါ့နော် နေခင်သားနှုဆိုလို့ရအကမင်းသမီးမဟုတ်ဘူးဒါပေမဲ့အဲသူအချိုးကြကြကနိုင်တယ်အဲဘွေးကကြတော့ဒီအကကိုလုံးဝ special light အနေနဲ့တတ်ထားတာဖြစ်တဲ့ကြောင့်ဘွေးကပို့ပြီးတော့ကနိုင်ရမယ်ဆိုတဲ့စိတ်မျိုးပေါ့နော် အကူတွေကလည်းအကူတို့ကအတန်ကဥဝင်ဥရောလောက်ဥယံလေးရောလောက်အတန်ကြီးရမကောင်းဆိုရင်တော့မအကူတို့စိုးတက်တလောက်ဆိုမယ်ဒါပေမဲ့အဲ့ဒါကိုတစ်ဖက်ကနေပြီးတော့ခန်းတော့ငါတို့ဘယ်လိုလုပ်ကြမလဲအဲအမကူထကာကနေပြီးသူ့ရဲ့ဆိုင်းဝိုင်းနဲ့ပန့်ပုံးမယ်အဲအဲ့လိုမျိုးချိန်မှာကူထကာရဲ့ဆိုင်းဝိုင်းနဲ့ဘွေတို့မောင်နှမတွေကလည်းကိုအားတန်တဲ့ဗလီတွေမှာအကောင်းဆုံးလေးဖြည့်ဆည်းလိုက်ပြီပေါ့နော်ဟိုအဖက်ဖက်ကနေနည်းနည်းလေးတာလုံးအောင်ကြိုးစားလိုက်တာပေါ့နော်ဟုတ်အာအဒီသင်းကကြတော့အစကတည်းနဲ့ပေါ့နော်ဘိုးကြီးတို့အမ်နှစ်နှစ်လောက်ကလွန်ခဲ့တဲ့ တစ်နှစ်ဒါလည်းဆိုနှစ်နှစ်ဖြစ်သွားပြီပေါ့နော်အဲ့လုံကဟိုကလေးဝီဒိုကထားတယ်လေညမောင်ဝီကင်း မောင်နှမသုံးယောက်လေကိုပြစောနေကစောင်းတီးတယ်ကောင်းပြပြပါသချင်းဆိုရဲဝေးကကတယ်အဲ့ဒီမြူမောင်ဝေးကသချင်းလေးဆိုလို့ရှိရင်မထင်မထားပဲတအားပေါက်သွားဝေးချိုအိုက်တော့ဆိုလို့ရှိရင်အဲ့လိုမျိုးဒီသချင်းကိုတအားကြီးပေါက်ပြီးတော့ငါတို့ဒီအဲ့လိုမျိုးဟွာဖြစ်သွားဖို့ဆိုမမျောလင့်ထားဘူးအနေပဲအတီးတီးရပါတော့ကိုပြစောနေကကောင်းပြပြဆိုလို့ရှိရင်လည်း presenter ကြီးဖြစ်ကြတယ်သူနေပဲအတီးတီးမှာသူဟာနဲ့သူတွားနေကြရတဲ့သူတွေပေါ့နော်ဒါပေမဲ့ဒီသချင်းကိုဒီလိုမျိုးတင်ဆက်ချင်တာဒီဟာဒီသချင်းနဲ့ငါတို့အဆူတော်ကြီးဖြစ်သွားဖို့အောင်မြင်သွားဖို့အဲ့လိုမျိုးမဟုတ်ဘဲနဲ့ဒီဟာလေးကိုစနစ်တကျလေးတည်တည်ချာချာလေးအဖန်တီးခြင်းနဲ့ငါတို့မောင်နှမတွေအဲ့လိုမျိုးစိတ်ကူးပြီးတော့ဖန်တီးခဲ့ကြတာပေါ့နော် ါပဲအဲ့ဒီစင်းတွေကမထင်မထားဘဲနဲ့အရန်သဘောကျကြရတယ်ဟိုတိလဲတိသွားကြရပေါက်လဲပေါက်ကြရပေါ့နော်ပေါက်လဲတဲ့အချိန်မှာအာအယောင်ငါတို့မောင်နှမတွေအဲ့ဆိုနောက်တစ်ခုတော့စီစဉ်ဟုတ်မယ်ဆိုရင်အဲ့နှစ်ပြီးသွားတယ်ငါတို့ဘာချင်းစီစဉ်ကြမယ်ဆိုတော့မောင်နှမတော်တိုင်ပင်ကြရတယ်အဲ့မကြိုက်ချိန်မှာတော့ကိုကြီးတို့တမိအကလည်းပါခြင်းလဲဆိုလို့ရှိရင်တော့မှုန်ရွှေတခြင်းလေးဆိုရင်ရောလို့ဆိုတာဟာနေအေးမှုန်ရွှေမှုန်ရွှေဆိုတော့ငါတို့လည်းရရတယ်ပေါ့နော်ရရတယ်ဆိုရင်အေးအဲ့ဆိုငါတို့အဲ့ဒါထပ်လုံးပန်းကြမယ်ဟဲတဲ့ဆိုပြီးတော့အဲ့လိုမျိုးစဉ်းစားထားကြတာအဲ့ဒီတခြင်းရိုက်ပြီးွားကြတဲ့ စဉ်းစားထားပြီးတော့လုံပန်းကြတာအခုဒီနှစ်မှာထွက်ဖြစ်တာဒါနှစ်နှစ်မြောက်မှာမှထွက်ဖြစ်တာပေါ့နော်ဟုတ်ရွှေရင်ခိုင်မာလာနေစီချိန်သွားတာတင်းချီညင်ငယ်မှာချစ်ထုံဝီစီအဲ့တချင်းလေးဆိုလို့ရှိရင်မုံရွှေယူအစကလေးနဲ့ဝေတို့ရိုက်မယ်ဆိုကြတဲ့ကအဲတိတိချာချာကိုဟိုလုံးဝမြန်မာမှုဆန်ဆန်ဒါအနောက်တိုင်းဒီဂီတာမပါဘဲနဲ့မြန်မာမှုကိုစိုင်းဝိုင်းနေတယ်တကယ်ခန်းခန်းနာနာဟိုမှာအဲဒီမြန်မာ ဘွေးကလည်းလုံးဝဘွေးမြန်မာဟုဆုံနေတဲ့ကားမှာဆိုအကိုအကိုကမြန်မာဟုဆုံနေမကားနဲ့ညီမလေးဘွေးကလည်းမင်းသမီးဟုဆုံနေတဲ့ကားအကိုတို့ကလည်းအရှိမအစိုးကလေးလောက်ပဲနည်းနည်းလေးပြပြီးတော့အကိုတို့ကလည်းလူရှင်တော်လိုမျိုးလုပ်မယ်အဲမင်းသမီးနဲ့လူရှင်တော်ဆိုင်းဝိုင်းအဲ့လိုမျိုးတကယ်ဟိုအငိတ်စင်ကြီးလိုပုံစံမျိုးအကိုတို့တေချာလေးရိုက်ချင်တယ်ပေါ့နော်ရိုက်ကြမယ်အာအစိုးကောင်းတယ်တို့ဒီလိုမျိုးတိုက်မင်းပြီးတော့တေချာချာလေးထွက်လာတဲ့အချိန်မှာလည်းအားလုံးရဲ့အမြင်မှာအာတို့တေချာလေးစူးစမ်းတာတချင်းလေးတပုတ်သေးဆိုပေမဲ့တို့တေချာချာလေးစူးစမ်းထားကြတာပဲဆိုတဲ့စိတ်လေးဖြစ်အောင်လေးပဲတေချာရိုက်ထားကြတာပေါ့နော်ဟုတ် ်သူပွင့်တော်ဝေရှိရွှေနေစီချူခြင်းသူတွေညာနာပေသည်ချစ်သူတွေဝိုင်းကပတ်ရင်မောင်ရဲ့ဘုံရွှေအခုတော်တော်များများကတော့အာတည်တည်ချာချာလေးခန်းခန်းနာနာကိုတင်ဆက်ထားတယ်လူမျိုးပြန်စုတည်းမျိုးဆိုလို့ရှင်တော့သဘောကျတယ်ဒီလူမျိုးလှုပ်ထားတာဆိုရင်တော့အရန်ကိုငါတို့လက်ခံတယ်ပေါ့နော်ဒီလူမျိုးသဘောကျတဲ့သူကများကြပါတယ်ဒါပေမဲ့အခုလိုမျိုးပေါ့နော်တိတ်သဘောမကျတာလေးကြီးလည်းရှိတာပေါ့နော်ဒါပေမဲ့သဘောကျတဲ့သူများကြပါတယ်ဟုတ် ။ဒီလိုတဲဆွေးပုံရွှေရင်ဒီလိုမခွဲမတုံမြေမကြီးမြစ်တာရွေရွာတော့ပြောလို့ရွှေမုံဝေမုံရွာမီဟုတ်ဟိုတာဝန်ကြီးတာပေါ့နော်အဓိကကအဲ့လိုပြန်ဆိုတေးတွေဆိုတဲ့နေရာမှာအဓိအရှိကအရှိကပညာရှင်တွေကိုမိအောင်ဆိုနိုင်မလားမဆိုနိုင်ဘူးဆိုလို့ရှိရင်အဲ မလုတာအကောင်းဆုံးပဲပေါ့နော်တကယ်လို့အတန်နေထားရမမီနိုင်ဘူးသူတို့ကိုမကြော်နိုင်ဘူးဆိုရင်တော့မငါတို့ဘယ်ဘက်နေရနေပြီးတော့အကောင်းဆုံးဖြစ်အောင်လုပ်လို့ရမလဲပေါ့နော်အဘွေးဆိုလို့ရှိရင်အကောင်သူတို့ဆိုလို့ရှိရင်ဘွေးဒီမြန်မာကောက်ဝိုင်းနိုင်ကနိုင်နေအဲ့တော့ကြောင့်အဲ့မှာဆိုလို့အရှိမအဝင်းဦးဆိုထားပြီးတော့အနိခင်သန်းနုကထားလေးရှိရပေါ့နော်အဲ့တော့ဘွေးဒီအဲ့လိုပုံစံမျိုးမြန်မာကလေးကလို့ရှိရင်အရန်လာမှာဘွေးနဲ့ဆိုလို့ရှိရင်ဒါလိုက်မှာအဲ့လိုပုံစံမျိုးဆိုအဲ့အဲ့ဆိုလို့ရှိရင်တော့အနိခင်သန်းနုပုံစံမျိုးလေးဖြစ်အောင်လေးဘွေးစူးစမ်းပြီးကြည့်မယ်ပေါ့နော်အနိခင်သန်းနုဆိုလို့ရအကမင်းသမီးမဟုတ်ဘူးဒါ ါပေမဲ့အဲသူအချိုးကျကျကနိုင်တယ်အဲဘူဟိကကျတော့ဒီအကကိုလုံးဝ special light အနေနဲ့တတ်ထားတာဖြစ်တဲ့ကြောင့်ဘူဟိကပို့ပြီးတော့ကနိုင်ရမယ်ဆိုရဲစိတ်မျိုးပေါ့နော်အဲ့လိုမျိုးကမယ်အကူတွေကလည်းအကူတို့ကအတန်ကဥဝင်ဦးလိုလားဥယံလေးလိုလားအတန်ရံမကောင်းဆိုရင်တော့မှအကူတို့စိုးတက်တော့ဆိုမယ်ဒါပေမဲ့အဲ့ဒါကိုတစ်ဖက်ကနေပြီးတော့ခန်းနာအောင်ငါတို့ဘယ်လိုလုပ်ကြမလဲအဲအမကုထအကကနေပဲသူ့ရဲ့ဆိုင်းဝိုင်းနဲ့ပန့်ပိုးမယ်အဲ့လိုမျိုးချိန်မှာကုထအကရဲ့ဆိုင်းဝိုင်းနဲ့ မွေးတို့မောင်နှမတွေကလည်းကိုအားတန်တဲ့ပလီတွေမှာအကောင်ဆုံးလေးဖြည့်ဆည်းလိုက်ပြီပေါ့နော်ဟိုအဖက်ဖက်ကနေနည်းနည်းလေးတအားလုံးအောင်စူးစမ်းလိုက်တာပေါ့နော်ဟုတ် တော့မောင်နှမ၄ယောက်ခွီးနေတာပဲခွီးနေတာပဲအဓိကဝေးတော့ရိုက်တဲ့အချိန်ရိုက်တယ်ရိုက်ပြီးသွားပြီဆိုတော့ကတ်ဆိုတာနဲ့အကုန်လုံးလေးဝါလို့ခွီးပြီးတော့တောက်လျှောက်မြင်ရပြီးမှရမယ်နော်မပြီးလို့မရအောင်နော်ပြီးမှရမယ်နော်မနေပြီးအောင်လုံးမပြီးရိုက်ရတာအားလေဟိုအစတော့တော်ပြီငါတို့ဒီဒိုင်းဆိုလို့ရှိရင်ည9:00နာရီ10:00နာရီဖြစ်သွားမလားမသိဘူးဆိုပြီးတော့စောစောစီစီလေးပြီးသွားရှာတယ်ပေါ့နော်အစိတ်တွေမှာတော်တော်စိတ်ပူနေပေမဲ့အကောင်းဆုံးလေးဖြစ်သွားတာပေါ့နော်